ပွဲတပွဲရဲ့ရလက်ထဲနီးပြတယောက်ရဲ့ပွဲပီးတရင်စာရှင်လင်းပွဲကပိုပြီးတော့ဂရေရိုက်သွားတယ်ဆိုတာမျိုးကတော့တော်တော်လေးရှားပါပါတယ်ဒီနေ့မှာတော့ United နဲ့ Everton ပွဲပီးမှာနီးပြရင်တွေ့ရုံမတားရတဲ့ဝန်ခံချက်တွေကဘောလုံးလောကကိုဘယ်လိုတုံလို့တွားစေခဲ့လဲဆိုတာကိုအရင်မြက်တွေမှာဖော်ပြထားတဲ့အတိုင်းပဲအသေးစိတ်ပြန်ပြီးတော့လေ့လာကြည့်ကြပါမယ်ဒီအကြောင်းအရာကနေကျွန်တော်တို့အတိတ်ကဆန်းစစ်ခြင်းနဲ့မေခွန်းထိုးထွက်လာပါတယ်အဲ့ဒါကတော့နီးပြတယောက်ရဲ့ရိုးသားလွန်းနေပွင့်လင်းမော်ကသူ့ရဲ့အလုံး သူ့အတင်းရဲ့အနာဂတ်အပေါ်မှာပါမေခွန်းထုတ်ဆရာဖြစ်သွားစေနိုင်သလားဆိုတာပါပဲ။ကဲဒီတော့အရင်အမစ်တွေအတိုင်းပဲသူပြောခဲ့တဲ့စကားလုံးတွေနောက်ွယ်ကအတိတ်တွေကိုချက်လောက်ချစ်လိုက်ကြရအောင်။ကောင်းပြီ။ပြမဇုံးနေနဲ့အားလုံးကအနာအတင်းစေခဲ့တဲ့အဲ့ဒီတရင်စာရှင်းလင်းပွဲစီကိုတန်းတော့လိုက်ကြတာပေါ့။နီးပြတယောက်စီနဲ့ကြားရဖို့တကယ်မလွယ်။ပွန်လင်းလုံးနဲ့ဝန်ခံချက်တွေကိုတခုချင်းစီလဲလာကြည့်ကြပါမယ်။ဒီမှာပထမဆုံးတုံလုံးဆရာဝန်ခံချက်ထွက်လာပါပြီ။ပွဲစပြီး10မိနစ်လောက်ကတည်းက ကစားဖို့မကောင်းဘူးဆိုတာကစားသမားတွေသိနေခဲ့ကြရတယ်။ခမရစင်သားကြီးတွေပုံမှန်ဆိုရင်မန်နေဂျာတွေကအတင်းရဲ့စိတ်ဓာတ်ကိုကောက်ခွေဖို့အရှုံးကိုတော့အကောင်းမြင်ဘက်ကလဲပြောတတ်ကြတာ။ဒါပေမဲ့ဒီဝင်ခန့်ချက်ကတော့ပွဲစားကလေးကအချင်းနေလုံးဝမကောင်းဘူးဆိုတာကိုပေါ်တင်အတိမတ်ဖူလိုက်တာပါပဲ။သူရဲ့ဝင်ခံမှုကဒီမှာပဲမပြီးသေးဘူးသူကဆက်ပြီးပြောတယ်အဗယ်ဒန်ကတသိန်းလုံးနဲ့ရောဆယ်ယောက်ချင်းနဲ့ပါပိုကောင်းတဲ့အသင်ဖြစ်ခဲ့တယ်တဲ့ ဒါကပြိုင်ဘက်ကိုအတိမတ်ပြူတာထက်ပိုသွားပြီးကိုအသိန်းကလူတယောက်အသားရနေတဲ့အချိန်မှာတော့ရေမကစားနိုင်ခဲ့ဘူးလို့ဝန်ခံလိုက်တာလေတနည်းအားဖြင့်ကိုအသိန်းရဲ့အရေးချင်းကိုမေးခွန်းထုတ်လိုက်တာနဲ့ဘာမှမထူတော့ဘူးပေါ့နောက်ဆုံးမှာတော့အပြင်းထန်ဆုံးဝန်ခံချက်ထွက်လာပါပြီတဲ့သူတို့နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်တဲ့ဘောလုံးလောကမှာဒါကို white flag လို့ခေါ်တဲ့အလံဖြူပြလိုက်တာနဲ့အတူတူပါပဲဘာအစင်ချီမှမပေးဘူးဘာအကြောင်းပြချင်းမှမရှိဘူးအရှုံးကိုအပြည့်ဝလက်ခံလိုက်တာ ဒီလိုကြတော့တုံတက်သူတွေတောင်ဘယ်ကစပြီးဝေဖန်ရမလဲဆိုတာခဏတော့စဉ်းစားတော့ရတယ်။ကဲမိဖရရဲ့ဒီလောက်ဒီပွင့်လင်းတဲ့စကားတွေကိုဘောလုံးသုံးသက်သူတွေကရောဘလို့တုံပြန်ချေချတယ်ဆိုတာတစ်ချက်ကြည့်လိုက်ရအောင်။အရင်မြစ်ကြီးရတော့သူတို့ရဲ့တုံပြန်မှုဟာအန်အောချင်းနဲ့စိတ်ဖြစ်ချင်းအနေနဲ့ပြည်နေနေခပါရီ။ဒီမှာဆိုရင်အဓိကသဘောထားကွဲလွဲမှုကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။တစ်ဖက်မှာမိဖရက Everton နိုင်ပွဲနဲ့ထိုက်တန်းနေလို့မြင်နေချိန်မှာတုံတက်သူတွေကတော့ မဟုတ်ဘူးဒါဟာ United မခိမနေနိုင်တဲ့နေပွဲလို့ယုံကြည်နေကြတယ်။ဒီအမြင်နှစ်ခုကြားကကွာဟာချက်ကြီးကပဲနောက်ဆက်တွဲဝေဖန်မှုတွေရဲ့အဓိကအရင်ခံဖြစ်လာခဲ့တာပါ။ ဒီနေရာမှာတော့အရင်မိတဲ့ကအပြင်းထန်ဆုံးနီးစနစ်ပိုင်းဆိုင်ရာဝေဖန်မှုကိုတွေ့ရပါပြီ။ပြိုင်ဘက်ကစားသမားတယောက်အထုတ်ခံရလို့လူအသားရနေတဲ့အခြေအနေမှာတော့နီးဖြူဟာပိုင်းဆိုင်ရာပြောင်းလဲမှုကြီးဘာမှလုံးမပြနိုင်ခဲ့တာကိုထောက်ပြထားတယ်။ဒါဟာရလာတဲ့အခွင့်အရေးကိုအသုံးမချနိုင်တာတခုတည်းမဟုတ်ဘူး။ဘွဲအခြေအနေကိုပြောင်းလဲပြစ်နိုင်စွမ်းမရှိဘူးလို့တိုက်ရိုက်ဝေဖန်လိုက်တာပါပဲ။တုံးတတ်သူတွေရဲ့အဆိုအရကစားသမားတွေရဲ့ခြေစွမ်းဟာတိုးတက်မလာတဲ့အကျဉ်းအရင်ကထက်တောင်ပိုဆိုးလာတယ်လို့ဆိုပါတယ်။ ဒါကိုခြေစွမ်းဆုပ်ယုပ်မှုလို့ခေါ်လို့ရမယ်ထင်တယ်။ဆိုလိုတာကကစားသမားတွေကိုမတိုးချစေနိုင်တာဟာနီးပြားတယောက်ရဲ့အဓိကတာဝန်ယူမှုကိုတိုက်ရိုက်မေကွန်းထုတ်လိုက်တာပဲပေါ့။ဒါကပွဲတပွဲရဲ့ရလက်ထက်ပိုပြီးတော့အသိရဲ့ရေရှည်အတွက်စိုးရင်စရာထွက်လာတာပါ။ကဲဒီတုံးပတ်ချက်ရဲ့အဆုံးသက်ပိုင်းကိုရောက်လာပါပြီဒီစကလုံးတွေဒီဝေဖန်မှုတွေအောင်းလုံးကိုပေါင်းလိုက်တဲ့နောက်မှာ club တင်တဲ့ရှေ့ဆက်ရမယ့် line နဲ့ပတ်သက်ပြီးတော့တော်တော်ကြီးမားတဲ့မိခွန်းတခုထော့ပေါ်လာပါတယ် အဆုံးမှာတော့ရင်းအမြစ်တွေကနေတိုက်ရိုက်မေးထားတဲ့မိကုံတစ်ခုနဲ့ပဲနေကုန်ချူလိုက်ပါစေ။ကစားသမားရဲ့ယုံကြည်မှုကိုဖျက်ပြားစေနိုင်တဲ့ပရိသတ်ကိုစိတ်ပြည့်စေတဲ့ဒီလိုဝန်ခံချက်တီးပေးခဲ့တဲ့နီးပြားနဲ့အတင်းကရှစ်ဆက်သွားဖို့ဖြစ်နိုင်ပါမလား။ရိုးသားမှုနဲ့ခေါင်းဆောင်မှုကြားကခြားနာချက်ကတကယ်ပဲဘယ်မှာရှိနေမလဲဆိုတာကတော့စဉ်းစားချင်ခက်ချင်ရိတ်ခဲ့ပါတယ်။